ဘောဖံများအားလုံးမင်္ဂလာပါဘောကွန်နာကနေပြန်လဲဇူဇူလိုက်ပါတယ်ကျွန်တော်ဒီတစ်ပတ်ကတော့အာပြည်မြလိုက်ပွဲတွေပြန်လဲစတင်မှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ချက်စီနဲ့ဆန္ဒလန်တို့ရဲ့ပွဲကျုပ်သုံးသက်ချက်လေးကိုလုပ်ပေးတော့မှာဖြစ်ပါတယ်ဒါကြောင့်ဒီဗီဒီယိုလေးမစခင်ကျွန်တော်ရဲ့ YouTube channel လေးကို Nine Subscribe လုပ်ကပ်ပြီး Nine Subscribe လုပ်ပြီးကုမီပေးသွားလို့ရပါတယ်အခေအဆိုလို့ရှိရင်ကျွန်တော်တို့အဲဒီနေ့တင်ရဲ့ကျွန်တော်တို့နောက်ဆုံးစီမံထားတဲ့၅ပွဲအကြောင်းလေးကိုအရင်ဆုံးပြောလိုက်ကြအောင်ကျွန်တော်အရင်ဆုံး အနေနဲ့ဝေကမလာရောက်ရှင်းမယ်ကဒါမဲ့ဆန္ဒလန်ဘက်ကိုတစ်ချက်ကြည့်ရမယ်ဆန္ဒလန်အနေနဲ့ကတော့ကျွန်တော်တို့ဒီနှစ်တန်းတက်လာပဲအသင်းပြီးပြီပထမဦးပထမကကျွန်တော်တို့ပြည်မြလေးကွဲတင်၅ထီလောက်ကိုတော့တို့အနေနဲ့တတော်လေးမှရက်လက်ကောင်းတွေကိုပိုင်ဆိုင်ထားတဲ့ဒီနောက်ပိုင်းကွဲတွေမှာတော့တို့အသင်းကြီးတွေနဲ့ပြန်လဲရင်ဆိုင်ရတဲ့အတွက်ကြောင့်တော့တို့အနေနဲ့ရှုံးပွဲလေးတွေပြန်လဲကြုံတွေ့ထားတာတွေ့ရတယ်ဗျာဒီထဲမှာအနောက်ဆုံးရှင်းပြထားတဲ့၅ပွဲမှာဆိုလို့ရှိရင်တို့အနေနဲ့နှစ်ပွဲနိုင်ပြီးတော့တို့နှစ်ပွဲတည်ကြတာပြီးတော့တစ်ပွဲပဲရှုံးနေထားတာတွေ့ရတယ် အဲဒီနေ့ပေးတန်းတက်လာတဲ့ပြည်များလေးအသင်းတွေထဲမှာဆိုရင်အဲဆန္ဒလန်တော်တော်လေးမှကောင်းမွန်တဲ့အသင်းတစ်သင်းဖြစ်တယ်လို့ကျွန်တော်တို့အဲတွေ့ရတယ်ဗျာဟုတ်ကဲ့အဲဆိုလို့ရှိရင်ကျွန်တော်တို့တစ်ဖက်ချက်ချက်ကြီးကတော့အာသူတို့နဲ့ဆက်ညီမှဖြစ်ပြီးတော့သူတို့အနေနဲ့နောက်ဆုံးရှင်နေတာငါးဘွဲ့မှာဆိုလေးဘွဲ့အဲလေးဘွဲ့တော်မှနိုင်ပြီးတော့သူတို့တဘွဲ့ပဲအဲရှုံးနေထားတာကိုကျွန်တော်တို့တွေ့ရတယ်အဲဒီတည်းဒီထဲမှာမှသူတို့အနေနဲ့ဂိုးပြတ်တည်းကြီးပဲရှုံးနေထားတာအနိုင်ထားတာသူတို့နှစ်ဘွဲ့လောက်ရှိတယ်ဗျာကျွန်တော်ပြည်များလေးကွက်တဲ့ရှစ်တုံးကလည်းအဲ Northern Forest ကိုသူတို့အနိုင်ရလက်ပုံဖော်ထားတယ် 3-0နဲ့သူတို့အနိုင်ထားတယ်ဗျာပြီးရင်လည်းကျွန်တော်ချန်ပီယံလိပွဲမှာတော့လည်းသူတို့အနေနဲ့အ5-1နဲ့ဆိုပြီးတော့သူတို့နိုင်ထားတဲ့အတွက်ကြောင့်ဆက်စည်းနေတဲ့ဒီနေ့ရှင်ပြိုင်ကစားမဲ့ပြီးမြလိပွဲပွဲစဉ်6မှာတော့သူတို့အပင်းကိုးတွေဘလောက်ထိမြန်မာပြင်းနိုင်အောင်လဲဆိုတာတော့ကျွန်တော်တို့တစ်ချက်တော့စောင့်ကြည့်နေတယ်ပြီးရင်လည်းချရီးရဲ့တိုက်စစ်ကကျွန်တော်အနေနဲ့ကြည့်မယ်ဆိုလို့ရှိရင်အော်လုတ်တိုင်းဖြစ်နေပြီးတော့သူတိုက်စစ်ကတော်တော်လေးမှပုံစံကောင်းနေပြတ်တတ်ထားနိုင်တယ်လို့တော့ကျွန်တော်ကတော့မြင်တယ်။ဟုတ်ကဲ့ဆိုလို့ရင်ကျွန်တော်အဲဒီနေ့တင်းရဲ့ထိတ်တဲ့တွေ့ဆုံမှုမှာတော့အဲ နောက်ဆုံးဒီနေ့သိရထိတဲ့တွေ့ဆုံမူမှာဆက်ဆက်စည်းသိရပဲကျွန်တော်တို့ဆက်ချိန်ထိနိုင်ထားပြီးတော့ကျွန်တော်တို့ဘွယ်တည်ရကြတာလေဗျာပြီးရင်လည်းကျွန်တော်တို့လေးဘွယ်ထိဆန္ဒလန်နိုင်ထားတဲ့အတွက်ကြောင့်ကျွန်တော်ဖက်ဖက်ကနေပြန်ကြည့်မယ်ဆိုလို့ဆိုရင်တော့ချက်သီးနေနဲ့တော့အပို့ပြီးတော့ဆန္ဒလန်ထက်တာတယ်လို့ပြောလို့ရတယ်ဗျာဘာတော့ကြောင့်လဲဆိုလို့ဆိုရင်နောက်ဆုံးရှင်းပြထားတဲ့၅ဘွယ်မှာလည်းချက်သီးနေနဲ့လေးဘွယ်ဆက် နိုင်ထားတယ်ပြီးရင်လည်းကျွန်တော်တို့ထိတဲ့တွေ့ဆုံမူနေမှာလည်းချက်သီးနေနဲ့အများလို့တာသီးရထားတာတွေ့ရတဲ့အတွက်ကြောင့်ဒီကံပြု့ အရှင်ပြိုင်မဲ့ခြေစည်းရဲ့အိမ်မင်းမှာရောစနားနန်းတို့အနေနဲ့ကျွန်တော်တို့အဲဘာတွေခြေစည်းကိုဒုက္ခပေးနိုင်မလဲဆိုတော့ကျွန်တော်တို့တစ်ချက်တော့စောင့်ကြည့်တယ်โอเคဆိုလို့ရှင်ခြေစည်းရဲ့အိမ်မင်းမှာစနားနန်းတို့အနေနဲ့လည်းသူကျွန်တော်တို့ကြည့်မယ်ပြင်လဲကြည့်လိုက်မယ်ဆိုရင်နောက်ဆုံးအဲနောက်ဆုံးအဲခြေစည်းရဲ့အိမ်မင်းမှာသူတို့အနိုင်ရထားတာဆိုရင်2014တော့ဖြစ်ပြီးတော့ခြေစည်းရဲ့အိမ်မင်းမှာ1 2ဆိုပြီးတော့ကျွန်တော်တို့နိုင်ထားတာကိုပြန်လဲတွေ့ရမယ်ဗျာဒီရတော့အဲဒီနိုင်ပွဲရတာလည်းတော်တော်7နှစ်တခုလောက်ကြာပြီးတော့ကြောင် အခုခြေသေးရဲ့ပုံစံကောင်းလေးကတ္တနာထားနိုင်မှုအခြေအနေမှာတော့စနလန်းတို့အနေနဲ့အနိုင်ယူဖို့ဆိုတာမဖြစ်နိုင်သလောက်လို့တော့ကျွန်တော်ထင်တယ်ဒီတော့ကြောင့်ကျွန်တော်တို့စနလန်းအဝေးကမှလာရောက်ရှင်ပြိုင်ရမယ်လို့ပုံစံကောင်းတွေလည်းပျောက်ဆုံးနေတာနှစ်ပွဲလောက်ဖြစ်နေတဲ့အတွက်ကြောင့်အဓိကရှင်ပြိုင်မဲ့ပွဲအသင်းရလည်းခြေသေးအသင်းဖြစ်နေတဲ့အတွက်ကြောင့်စနလန်းတို့အနေနဲ့တော်တော်လေးမလွယ်ကူဘူးလို့တော့အဲကျွန်တော်ကတော့ပြောပြပါသေးပြီးလည်းတစ်ဖက်ကခြေသေးခြေသေးအနေနဲ့လည်းအင်ဝင်လည်းဖြစ်တယ်ပြီးပြီးရင်လည်းကျွန်တော်တို့အဲပီမီယာလိကို အဲ wonderful day ပြန်လည်ဝင်ရဖို့ဆိုလို့ဆိုရင်ဒီလိုမျိုးအတင်းငယ်လေးတွေနဲ့ส่งတွေ့တဲ့အပွဲပြင်းနဲ့အိမ်ဝင်ဖြစ်တဲ့အပွဲတဲ့အမီနော်အနိုင်ရလက်ကိုပြန်လည်ပုံပေါ်ထားနိုင်ဖို့လိုတယ်လို့တော့ကျွန်တော်ကတော့မြင်တယ်။ဟုတ်ကဲ့ဆိုရင်ကျွန်တော်ဒီနံတွင်းရဲ့ခမန်းလိုင်းနယ်လေးကိုကျွန်တော်တစ်ချက်လောက်ပြောလိုက်ကြအောင်။ယူဆိုနေနဲ့ကျွန်တော်ဆန္ဒလန်းဆန္ဒလန်းကတော့တို့ရဲ့အဓိကကစားသမားဖြစ်တဲ့အဲကုသမတော့ရော့ပဲပွဲထက်လာမယ်။ပြီးရင်တို့နောက်တန်းများနောက်တန်းလေးရောဖြစ်တဲ့ကစားသမားဖြစ်တဲ့ရင်းတို့ကြီးရှိမယ်ပြီးရင်ဘာပဲရှိမယ်ပြီးရင်မူကြီးလေးရှိမယ်ပြီးရင်က ပူဆိုတဲ့ကစားသမားတို့ဒီအစုဘွဲ့နဲ့ပဲတို့ကတော့ပွဲထက်လာမယ်လို့တော့မြင်တယ်ကျွန်တော်တို့ပြီးရင်တော့ကွင်းလန်တုံးရကွင်းလန်တုံးရနေမှာတော့တို့ရဲ့အဓိကကစားသမားဖြစ်တဲ့ရှာကာတို့ရှိမယ်ပြီးရင်ဒီရရှိမယ်ပြီးလို့ရှိရင်အဆာဘီလီတို့ဘာတို့အဒီဒီအစုဘွဲ့တွေနဲ့အအဖက်ကချက်စီရဲ့ကွင်းလန်ကိုရှင်ပြိုင်ပြီးတော့တို့အဆော့ကစားတော့မယ်လို့တော့မြင်တယ်အမေဒီကကွင်းလန်ကကျွန်တော်တို့အရှေ့အပွဲမှာတော့မန်ချက်စတာစီးယူနိုက်တက်နဲ့ပွဲမှာတော့လည်းအဲတစ်ဖက်က အာမန်ချက်တာယူနိုက်တက်ရဲ့ကွင်းလယ်ကိုဘလူးမိုက်မရှင်နိုင်တဲ့အတွက်ကြောင့်ဒီနေ့ချက်စီနဲ့အပွဲမှာလည်းတစ်ဖက်ကအာကစားသမားတွေဖြစ်တဲ့ကိုင်းချီတိုတို့ပြီးလို့ဆိုရင်ကျွန်တော်တို့ဖာနန်အန်ဆိုဖာနန်ဒက်တို့တွေအစုပွဲတွေနဲ့တွေ့မယ်ဆိုလို့ဆိုရင်တော့ကျွန်တော်တို့ဆန်နာလန်အသိနေတဲ့ဘလူးတွေလုတ်ပြနိုင်မယ်ဆိုတော့ကျွန်တော်တို့တစ်ချက်တော့စောင့်ကြည့်ရမယ်ပြီးရင်တော့တို့တိုက်ဆက်တို့တိုက်ဆက်ကြတော့တို့ရဲ့အဓိကကစားသမားတွေဖြစ်တဲ့လီမီရီယိုဘာတို့ရှိနေဗျာပြီးရင်လည်းတာဘီတို့နောက်တစ်ယောက်ကကျွန်တော် IC တို့တို့ဘာတို့ IC တို့တို့ဘာတို့တို့ရဲ့ဒီစုပွဲနယ်ပဲချက်စီကိုရှင်ပြိုင်သွားမယ်လို့တော့ကျွန်တော်မြင်တယ် ဒီ super day မှာမှသူတို့ကျွန်တော်တို့ချက်စီးနေနေကတော့တိုက်ပြီးတော့ဟိုနောက်တန်းကိုမပေါ်ဆာပဲနဲ့ကျွန်တော်တို့တော်တော်လေးမှာဆောစောသီးသီးကျွန်တော်တို့ channel လေးပွဲတင်အောင်တော့အလုပ်ပြုပဲဆောစောသီးတွင်းမိုးတွေကိုတို့အတွင်းထားမယ်ဆိုလို့ရှိရင်ကစားသမားနေနဲ့အနားလဲတော်တော်လေးကိုပြန်လဲရပြီးတော့ဆောစောသီးသီးကျွန်တော်တို့အပွဲကိုဖြတ်နိုင်မယ်ဆိုလို့ရှိရင်အကောင်းဆုံးလို့တော့ကျွန်တော်ကမြင်တယ်ကျွန်တော်အရှိတပွဲ channel လေးပွဲတင်အောင်မှာတော့ချက်စီးတို့အတင်းနေနဲ့တော့ကျွန်တော်အနီးကပ်တွေမထိခဲ့ဘူးဗျာ အဲဒီလိုကြောင့်လေကျွန်တော်ပြင်းပြလေးပွဲစဉ်ရှစ်တုံးအားတော့ဒီကတည်းကအဲထိထားတဲ့အတွက်ကြောင့်ဒီနေ့ပွဲမှာပြန်လည်မပါဝင်လာနိုင်ဘူးဆိုတာကိုတော့ကျွန်တော်တွေ့ရတယ်။ Okay အဲဆိုရင်ကျွန်တော်စသီးဘက်ကခံမလိုက်နိုင်လေးတော့လေကြောင့်စသီးနေကတော့သူတို့ကတော့သူတို့ရဲ့အဓိကကစားသမားတွေအစုံလေးနဲ့ပဲပွဲထွက်လာမယ်။ဘာတက်ကြောင့်လဲဆိုရင်အဲချန်ပီယံလိပွဲမှာတော့လည်းသူတို့အစိုးစီးတော့ဂိုးတွေပြတ်ခဲ့တဲ့အတွက်ကြောင့်ဒုတိယပိုင်းမှာသူတို့အနေနဲ့လူသားတော်တော်များများကိုလဲပြီးတော့ဘယံကစားသမားတွေလူမျိုးကစားသမားလေးတွေနဲ့ပဲထောက်တုံးသွားတာကိုကျွန်တော်တွေ့ရတယ်။ အဲဒီတော့ကြောင့်လေဒီနေ့ပတ်မှာတော့သူတို့အဓိကကစားကစားသမားဖြစ်တဲ့ကိုသမားတော့ဆန့်ချက်ပဲဒီနေ့ပတ်မှာပွက်ထလာမှာဗျာပြီးလဲအဲကျွန်တော်ဟိုနေ့ကပွက်မှာတော့တော့ကြည့်ရဆင်ကလေးပွက်မှာတော့ဗျာအဲဒီစီကျင်းကိုဘာဖြစ်လို့ဒီနေ့ပွက်မှာမထည့်တာလည်းမသိဘူးအဲသူဒိုင်ယန်ရနေလို့လားမသိကျွန်တော်ကြည့်ရတော့လေအဲပြီးရင်ကိုင်စီတို့ရို့သူတို့ right back ကိုထည့်ပြီးတော့ဆော့တာကျွန်တော်တွေ့ရတယ်အဲဘာကြောင့်လဲတော့အဲကျွန်တော်လည်းမသိဘူးဗျာတိကက်တို့ရှင်းဦးရောက်ဆွေးနေပြီးတော့ match ပြပြပြီးတော့လည်းရပါဘာဖြစ်လို့ဝီစီကျင်းကိုမထည့်ဘဲနဲ့ကိုင်စီတို့ကို ရိုက်ဘက်ကြီးကိုသွားထားလိုက်တယ်လဲဆိုတာအဲတိရတဲ့သူများခြေသီးပန်ညီကိုတွေများရှိရင်ဝင်ရောက်ပြပြပေးသွားလို့ရပါတယ်။ Okay အဲဆိုလို့ရင်ကျွန်တော်ဒီနေ့နေရာမှာတော့ကျွန်တော်တော့ညာရိုက်ဘက်နေရာမှာ VC ဂျင်းကိုပဲကျွန်တော်ပြန်လဲထည့်ပါ။ဒါဖြစ်လို့ဆိုရင် VC ဂျင်းတွေကဖြတ်တင် body အာ crossing body ကတော်တော်လေးမှကောင်းမွန်တဲ့အတွက်ကြောင့်ဒီနေ့နောက်တန်းတန်း၄ရောက်နေမှာကျွန်တော် VC ဂျင်းထည့်မယ်ဗျာ။ပြီးရင်လည်းကျွန်တော်တစ်ဖက်ကတော့အဓိကသူတို့ရဲ့အဓိကကစားသမားဖြစ်တဲ့ကူကူရဲရပဲပေါ်ထွက်လာမယ်လို့မြင်တယ်။ပြီးရင်တော့သူတို့ရဲ့နောက်တန်း CB နှစ်ယောက်မှာတော့ အခြားလူပါတို့ကတော့ပြင်လဲပေါင်းဝင်လာမယ်ဗျာပြီးရင်တိုစီတို့ပါတို့ရှိမယ်ဒီကစားသမားစုဖွဲ့တွေနဲ့ဆိုလို့ရှိရင်တော့တော်တော်လေးမှကောင်းမွန်တဲ့နောက်တန်းတပွဲအဲနောက်တန်းလို့တော့ပြောလို့ရပြီးတော့ကျွန်တော်တို့ကွင်းလဲကွင်းလဲမှာတော့အဲကျွန်တော်ကန်စီတို့ပါတို့ပဲပြင်လဲပေါင်းဝင်လာမယ်ဗျာပြီးရင်လည်းကန်စီတို့အနေနဲ့ငါတွင်းကိုတွေကိုဆက်ဆက်တိတ်ပြန်လဲတွင်းလာတာတွေ့ရတဲ့လူကြောင့်ဒီနေ့ပွဲမှာကကျွန်တော်တို့တွင်းကိုတွေထပ်ပြီးတော့မြင်တွေ့ရအောင်လားဆိုတော့ကျွန်တော်တစ်ချက်တော့ဖတ်မိတယ်အဲကန်စီတို့စီကနေရောကျွန်တော်တို့အဲမျောလင်းထားသလိုမျိုးအခြေတန်းတွေ ပြန်လဲပြတ်တနိုင်ရဲ့အတွက်ကြောင့်အမ်ချက်စီပန်နေနေနဲ့တော့တော်တော်လေးဥမှာအမ်ကျင်းအားရမယ်လို့တော့ပြန်လဲပါတယ်ပြတ်လို့ဆိုရင်သူ့စတီသူ့စီရနေပြီးတော့ကျွန်တော်တို့ဒီနေ့เนี่ยတွေ့ဆုံနိုင်လို့လို့မျိုးတွင်းမှုတွေအာတွင်းရတယ်ဥပမာအဖြစ်ကျွန်တော်ပြောမှာဆိုလေဘာဦးเนี่ยပွဲတော့လည်းသူစီရနေတော့ဘောလုံးပေးမလို့လို့လုပ်ပြီးတော့ကန်သွားတဲ့အလုံးရပြီးရင်ကျွန်တော်ချန်ပီယံလိပွဲစဉ်သုံးပါတော့လည်းကန်သွားတဲ့အလုံးတွေတော်တော်လေးဥမှာကောင်းမွန်ပြည့်တဲ့အလုံးတွေဖြစ်တဲ့အတွက်ကြောင့်ကိုက်စီတို့စီရနေတော့ကျွန်တော်တွင်းမှုတွေဘာတွေဆက်လက်မြင်အောင်လားဆိုတော့ကျွန်တော်တစ်ချက်တော့စောင့်ကြည့်ရအောင်ပြီးရင်တော့ကျွန်တော် ဘယ်လိုရှိမလဲဆိုတော့တို့မှာအဲဒီကစားသမားတွေရှိမယ်ဗျာပြီးရင်ကျွန်တော်တို့အဲတိုက်စစ်တိုက်စစ်မှာတော့ကျွန်တော်တို့အဲအဆိုဘိုတို့ဘာတို့ရှိမယ်ပြီးရင်လည်းကျွန်တော်တို့ပြီးရင်နတ်တို့တို့ဘာတို့ရှိမယ်ပြီးရင်တော့တို့အဲအဓိကတိုက်စစ်မှုဖြစ်တဲ့ဂျောက်ပထိုတို့ဘာတို့နဲ့ပဲဒီနေ့ဘက်မှာတော့အဲပတ်ထက်လာမယ်လို့တော့အမြင်အဲဒီအစုပ်ွက်နဲ့ဆိုလို့ဆိုရင်တော့အဲတို့ရဲ့အင်ဂျင်လန်ဖြစ်တဲ့ဆန်နာလန်ကိုတို့အကောင်းဆုံးရှင်းပြပြီးတော့အနိုင်နိုင်မယ်လို့တော့ကျွန်တော်ကမြင်တယ်အဲတစ်ဖက်ကမှလည်းတို့အနေနဲ့အဲပြင်းပြလိမ့်မှာ wonderful ပြန်လည်ဝင်ရဖို့ဆိုလို့ဆိုရင်ဒီလိုမျိုး အပြင်ငယ်လေးတွေနဲ့တွေ့တဲ့ပွဲတွေမှာတော့အကောင်းဆုံးအနိုင်ယူထားတာအကောင်းဆုံးလို့တော့ကျွန်တော်မြင်ဒါမှလည်းကျွန်တော်တို့အပြင်းပြလေးဆိုရက်လေးရလဲကျွန်တော်တို့အစဉ်တန်းတော်တော်တစ်ခုရှိတဲ့အတွက်ကြောင့်အတင်းငယ်လေးတွေနဲ့အတင်းငယ်လေးတွေကိုလည်းကျွန်တော်တို့တွားပြီးတော့အထင်သေးလို့မရဘူးတကယ်လို့တော့ကိုယ်ကတော်ရင်ကြီးတွားပြီးတော့အထင်သေးတွားမယ်ဆိုလို့ရှင်အဲသူတို့ရဲ့တစ်ဖက်ကစနားလန်းတော့ရှင်းပါတယ်သူတို့အနေနဲ့ကတော့အချက်ကြီးကိုတော့သူတို့အနေနဲ့ရှင်ပြီးတော့မကစားနိုင်ဘူးလားဒီတော့ကြောင့်အချက်ကြီးရဲ့အမှားတွေကလည်းစောင့်ပြီးတော့ပဲသူတို့အတွင်းကိုယ်တွေအဖြစ်ကိုပြန်လဲ အတွင်းဖို့ပဲသူတို့အနေနဲ့တော့ဒီနေ့ဘက်မှာစ조사လာမယ်လို့ထင်တယ်ဒီဘက်ကြောင့်ဆက်စည်းနေတဲ့အဲပရမဘိုင်းမှာတွေကကိုဘက်ကအตาနေတဲ့အချိန်မှာတော့စတော်စီဂိုးတွေဖြတ်ပြီးတော့အဲတွင်းဂိုးတွေကိုစတော်စီတွင်းထားနိုင်မယ်ဆိုလို့ရှိရင်တော့အကောင်းဆုံးဖြစ်မယ်လို့တော့ကျွန်တော်ကတော့အဲယုံကြည်တယ်အဲဒီနေ့ဘက်မှာတော့ကျွန်တော်အနေနဲ့ကတော့ချက်စည်းရလဲအိမ်ဝင်လဲဖြစ်တယ်ပြီးရင်လဲစနားလန်းရလဲပုံစံကောင်းတွေတိတ်ပြီးတော့မပြတ်တတ်ထားနိုင်တဲ့အတွက်ကြောင့်ဒီနေ့ဘက်မှာတော့ချက်စည်းပဲကျွန်တော်တို့အနိုင်ရလက်ကိုအဲဆက်လက် ပုံပေါ်သွားမယ်လို့တော့အမြင်တယ်ဒါပေမဲ့ကျွန်တော်တို့ကြည့်ရမှာတော့ချက်သေးနေတဲ့ဘဏ္ဍကိုးထိလောက်ပြန်လဲတွင်းသွားမလဲဆိုတာကိုပဲကျွန်တော်စောင့်ကြည့်ရမှာကျွန်တော်ကဒီပွဲလေးမှာတော့ကျွန်တော်အနေနဲ့တော့ချက်စီအနေနဲ့ဒရီဇာလီလောက်နဲ့ပဲပွက်ပြီးသွားမယ်လို့တော့မြင်ပါတယ်ဒီကိုယ်တွေရောဘယ်လိုမြင်ရလဲမြင်ရစနေမှတ်ချက်ပြီးသွားလို့ရပါတယ်ဒါကြောင့်ကြည့်ရတဲ့ဒီကိုယ်တွေကချင်းနေတာကိုကျေးဇူးများတင်ပါတယ်ကျွန်တော်ရဲ့နောက်ဗီဒီယိုလေးမှာပြန်လဲဆောင်ရွက်ကြပါတော့ကြာ